မလုံးနဲ့ပတ်သက်မယ်ဆိုရင်လေနှစ်နောက်ကြောင့်နေရှင်းလားကြားလားရိုက်နေနေမှာစဖြစ်သွားတယ်ညီမဒီကောက်လက်ခံတဲ့အချိန်မှာညီမရဲ့အတန် normal ပဲရိုက်တဲ့အချိန်မှာညီမရဲ့အတန်ကဒါပိတ်သက်လေးတည်တဲ့အတိုင်းပဲပေါ့နော်ဟိုအချားတယောက်ဖြစ်သွားတယ်ပေါ့နော်အဲ့အချိန်မှာညီမအရန်ဟိုမှာ shock ရသွားတယ်တက်လျာလေးလူပါကိုဝမ်းကိုတော့ငှအောင်မထားပါဘူးအတန်ကအရန်ကိုနောက်တစ်ယောက်ပြောင်းသွားအချိန်မှာကိုတိလိုက်ပြီးအတန်တော်တော်နာနေပြီပေါ့နော်အဲ့အချိန်မှာရိုက်လဲအပြီးစကားပါလုံးဝအလုံးမပြောနိုင်တော့ဘူး ားထဲမှာဆိုရင်တော့ဒါညီမရဲ့ character ဒီတက်လျာဆိုတဲ့ဒီကောင်မလေးတစ်ယောက်အနေနဲ့ဒါပါထားတယ်ပေါ့နော်အဲသူကဒီအချီနေတွေပေါ့နော်အချီနေတွေအချောင်းချောင်းချောင်းတော့သူကသူမလုတ်ချင်မဲနဲ့ဒီပြည့်တစားအလုတ်ကိုပေါ့နော်လုတ်နေရတဲ့ဒီကောင်မလေးတစ်ယောက်အနေနဲ့ပါဟုတ် အဲဒီ character လေးကကြတော့အရင် character နဲ့လည်းမတူဘူးဒါကိုကိုကိုလည်းဒါပေါ့နော် character တခုလည်း change ကြည့်မယ်ပြီးတော့ကိုမလုပ်ဘူးသေးတဲ့အရာတခုပေါ့နော်ဒီစိန်ခေါ်ကြည့်မယ်ဆိုရဲဒီစိန်နဲ့အဲလက်ခံပြစ်လိုက်တယ်ပြီးတော့အဲလက်ခံပြစ်တဲ့အချိန်မှာလည်းပေါ့ညီမအနေနဲ့ကဒါအများကြီးဒါအဲလေးလာတဲ့အပိုင်းนี่လည်းရှိရဲပြီးတဲ့အခါကျရင်ဒီကိုမင်းပေါ့နော် director ဒီအကိုရဲ့ပေါ့နေဒီစကားကိုဒီလိုချင်နေတဲ့အတိုင်းဒါဒီကိုကအဲလုပ်ပေးနိုင်ဖို့အတွက်ကိုမှပြင်ဆင်ရတဲ့အပိုင်းนี่လည်းအများကြီးရှိခဲ့တယ်ရှင်ဟုတ် ငါလောက်ပေးရမတော်ဝင်ထဲမှာအခုလိုပါရခံလို့မပါဘူးနော်ငါတို့နဲ့ပတ်သက်မယ်ဆိုရင်လေနင့်နောက်ကြောင့်နေရှင်းတာ ကြလာသူရဲ့ဒီ lifestyle တိုင်းဖြစ်ဖို့အတွက်ကိုကိုအရင်ဆုံးပေါ့နော်ညီမအရှိမအရင် character တွေဆိုရင်စပင်းကအကုန်လုံးတောက်လျှောက်အမဲ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 ပဲထက်နေတဲ့အချိန်မှာအဲ့ကားအတွက်ကိုညီမပေါ့နော်ဒီတကောင်းလုံးအရင်ဆုံးပေါ့နော်ဒီစပင်း color လေး change နေအကုန်လုံးမဲ့လုတော့လဲတဆုံးလုချင်နေဆိုတော့စပင်း color တွေ change ဖြစ်တဲ့3-5ခါလောက်ချွတ်စပင်းကပြတ်ချာအဲ့ပေါ့နော်အဲ့တူတိုင်းမျိုးဘူတီဘတ်တီပုံစံမျိုးလေးလဲအဲ့အဲ့အဲ့စပင်းတိုင်းပေါ့နော်ဒါလုတ်ခဲ့တယ်ပြီးတဲ့အခါကျရင်ခနောက်တစ်ခုအခက်ခဲရကြတယ်ညီမပါလဲဆိုတော့ ညီမရဲ့ဒီစတိုရီကပေါ့နော်ဒါညီမတို့ဒီဇလတ်ရိုက်နေပြီရိုက်တဲ့အချိန်မှာညီမရဲ့အတန်းကဒါပိတ်သက်လေးတည်တဲ့အတိုင်းပဲပေါ့နော်ဟိုအချားတယောက်ဖြစ်သွားတယ်ပေါ့နော်အဓိကဘာလဲဆိုတော့ရိုက်နေတန်းတန်းမှာအတန်းဦးထိသွားတဲ့အချိန်မှာကိုလက်ခံရတဲ့ character ကကြတော့ဒီ character ကကြတော့အတန်းဦးမှာဒီအတန်းလေးနဲ့ပေါ့နော်ကိုကြီးပြောင်းသွားတဲ့ဒီအတန်းကကြတော့နောက်တစ်ယောက်အတန်းဆိုတော့ အဲ့ချိန်မှာညီမကအရန်ဟိုမှာ shock ရွာတယ်ပြီးတော့အိုက်စိတ်ကြီးနေပေါ့နော်တနေ့တနေ့ shooting လာရင်ငါဒီတိုင်းနဲ့ဒီ character ဝင်မမလားဒီအိုက်စိတ်ကြီးနေအလုံးလုံးဟာဖြစ်တော့ကြောင်မလို့ဟို shooting မှာဆိုလဲပေါ့နော်ဒီစိတ်နေပေါ်မှာတချို့စိတ်နေဆိုညီမကိုကိုကိုတော်မှဒီမှုကိုပေါ့နော်မရဘူးမရတဲ့အတွက်ကြောင့်မလို့အကိုကိုမင်းကနေပြီးတော့ အကိုကနေပြောတေချာလေးမှုကိုပြန်ဆွဲခေါ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒါစူးစားခဲ့ရတယ်ပေါ့နော်နင်းကောင်မဟုတ်နင်းလို့အရှင်လို့ပြောနေတယ်နော်နင်းငါ့ကိုတိတ်တယ်လို့ငါပြောနေတယ်နော်မင်းတော့မလောက်တာလားဆွဲရတာညီမရဲ့အတန်ဒီကားမှာရိုက်နေနေမှာစဖြစ်သွားညီမဒီကားကိုလက်ခံတဲ့ချိန်မှာညီမရဲ့အတန်နော်မယ်ပဲနော်မယ်ပဲဟိုမှာမှာဒီရိုက်နေနေမှာညီမအတန်အဲဒီပေါ့နော်ဒီတိုင်းပုံမှန်တိုင်းမနေထိုင်မကောင်းဖြစ်တယ်ဒီနှာစီးချောင်းစုပေါ့နော်နှာစီးချောင်းစုတော့အကူကစပြီးတော့မေးတယ်အဲနင်းတန်ပြောင်းနေတယ်ဆိုတော့မဟုတ်ဘူးအကူကညီမ လေးပေါ့နော်အတန်ဝင်နေတာနှစ်ရက်လောက်ဆိုတော့ကောင်းသားမယ်ထင်တယ်ပို့ပြီးတော့အဲ့တုန်းကစရိုက်တုန်းကလည်း heavy scene တွေမပါသေးဆိုအတန်းရတယ်ပေါ့ AC ပေါ့နော်ပြီးတဲ့အချိန်မှာဒီ scene ကိုရိုက်တယ်ရိုက်တယ်ရိုက်တယ်ကိုမူးပါဝိုင်းမသိတော့အတန်းဒါပေမဲ့အကုန်လုံးပြန်ပြီးတော့ဒီ tissue တင်လို့ပြန်ပြီးတော့သတိထားမိတဲ့အချိန်မှာဒီအတန်းကတော်တော်ကြီးကွဲထွက်သွားပြီအတန်းအဲ့တော့အတန်ကအရန်ကိုနောက်တစ်ယောက်ပြောင်းသွားတဲ့အချိန်မှာကိုတိလိုက်ပြီးအတန်တော်တော်နာနေပြီပေါ့နော်အဲ့ချိန်မှာ ရိုက်လဲအပြီးစကားပါလုံးဝအလုံးမပြောနိုင်တော့ဘူးအရန်ဒီပေါ့နော်လေပြီးမှအရန်ထိပြီးတော့အရန်ဟိုဘယ်လိုခေါ်မလဲစကားပြောရင်တအားမော့တယ်အဲ့တော့ဆရာဝန်ကလည်းနားပေါ့နော်ဒီစကားမပြောလीမြ мян တက်တာလीတက်နိုင်ဆုံးပါးစပ်ပိတ်ထားလीစ အမြန်တက်တာလေးဆိုတဲ့ခါကျကိုကလှုပ်ရတာဒီစကားပြောနေဒီအတန်အားပြရဆိုတဲ့ခါကျတော့ပြီးရိုက်ကူးရေးပိုင်းနေဆိုရင်လည်းလက္ခဏာကလေးတွေရှိတဲ့ခါကျတော့ကိုကပီးပြတ်အားအလုပ်ရတော့ဒီအတန်နားရမယ့်အချိန်မှာမနားဘဲနဲ့ထပ်ပြီးသူ့ကိုပရက်ရှာထပ်ပေးတဲ့အခါမှာဆိုညီမအတန်အားတော်ကြီးဒါအချိန်ကိုကြာမြင့်စွာနဲ့ဖြစ်သွားရဲဆိုတဲ့ခါကျတော့ဒီကားလေးကညီမအတွက်တော့အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်ဟုတ်လားဖြစ်နေရှိမှ depression အဝင်တာပေါ့ဘလောက်တောင်ဆိုလဲဆိုဟိုဒီလုံး မလုံချင်တော့ဘူးပေါ့နော်။ဘာလို့ဆိုဒီအတန်ကြီးနဲ့ကို့မှာတရုတ်ဆောင်ကတော့ okay ကြည့်လို့တော့အဆင်ပြေပါတယ်။အတန်ကြီးကဘလို့ကြီးတော့ချွဲရမယ့်နေရာမှာချွတ်ချွတ်ပြပြတဲ့ထွက်မလာပဲနဲ့အတန်ကြီးကကြားအပ်ပြီးတော့ဟိုအကွဲချောင်းနဲ့အတန်ကြီးဆိုတော့ဘလောက်ပဲကောင်းအောင်ပဲလှုပ်ထားလှုပ်ထားကြိုးစားကြိုးစားဒီအတန်ကြီးနဲ့တော့ဘသူကတော့ဟိုချီးကျူးချင်ပါလေလေနော်။အဲ့ချိန်မှာရတဲ့ဒီစိတ်တန်ရပဲပြောရမယ်ဆိုတဲ့အခါကျတော့အရန်ကိုကိုဘာမှဆက်လုပ်လို့မရတော့ဘူးစိအစိတ်ကြီးအဲ့လိုကိုကတွေးလိုက်ပြီပေါ့နော်။အဲ့ဆိုအများကြီးအမအစိမ်းကနေတော့ပြရတယ်ပဲတချို့တွေ ကမ်းလှမ်းတဲ့အချိန်မှာလဲကိုယ့်ရဲ့အတန်တွေဒီပေးလာတဲ့ဇယုတ်တွေပေါ်မှာဟိုအာနာမှုရှိတာအကြောင်းပေါ့နော်ဘာလို့ကိုကြိုးစားရမယ့်အချိန်မှာကို့မှာဘယ်ဟာမှကြိုးစားခွင့်မရှိခဲ့ဘူးလေနော်အဲ့လိုဆိုတဲ့အခါကျတော့ဒါအများကြီးမျက်နှာဆုံးဖြတ်ရတဲ့အချိန်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘယ်လိုပြောရမလဲဟိုအရန်စိတ်တကြခဲ့ရတာပေါ့ဟုတ်တက်လျာလဲလူပါကိုဝမ်းကိုတော့ငတ်အောင်မထားပါဘူးဘလို့အလုပ်မျိုးပဲဖြစ်ဖြစ်တက်လျာလုံမယ် ထမင်းဒီလောက်ကိုတော့ဆက်မလုပ်ချင်တော့အဲဒီဇကားထဲမှာတနာမှာမျက်ရည်ခိုင်မှဖြစ်မှာဘောဆိုကိုကိုတိုင်းတော့မှမျက်ရည်ဟိုဘယ်လိုခေါ်မလဲအရန်ဇက်က ဆွဲခေါ်ွားတဲ့ကောဆွဲခေါ်ွားပြီးကို့အတန်တော်မှပဲကို့ဘာဖြစ်နေလဲမသိတော့တဲ့အထိဟိုမှာမှာဇက်ထဲကိုအရန်ရောက်သွားတဲ့အချိန်မှာဖိတ်သက်လဲကြည့်တဲ့အခါကျရင်ဒီပေါ့နော်ကြည့်ရတဲ့အခါကျရင်တိနိုင်တယ်ပြီးရတဲ့အခါကျရင်နောက်ခု message လေးတွေဆိုလဲဒါစီနိုင်စီနိုင်မှာဆိုလဲပါတယ်ညီမတို့ဒီတက်လျာဆိုတဲ့ဒီကောင်မလေးညာမှာဆိုလဲသူ message ပေးချင်တာရှိရယ်ပေါ့နော်ဒီ make လေးတိုင်းကအာဘယ်လိုဆိုမလဲလူသားမှန်တော့ဒါအမားကတော့ရှိမယ်အမားရှိတယ်ဓာတ်ချက်တွေလည်းရှိမယ်အဲ့အမားတွေကိုကအချိန်ပြင်ပြင်စင်နိုင်မှုလဲလို့ရယ်အဲ့လိုဆိုတဲ့အခါကျတော့ အာပိတ်သက်တွေလည်းဒါကြီးရှုရဲ့အခါကျရင်ဒါတင်ငန်းစာတွေအများကြီးနဲ့အဲကြည်ရမယ်ပေါ့နော်ရင်မောရမယ်ကားလေးတကားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆောက်မြောကြီးရှုပြီးတော့အပိပောင်းလို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင့်ကျေးဇူးပါဟုတ်